တတိယဘောရီအောင်မင်္ဂလာပါရေနော်အဲ6နှစ်6ကဒေဘဲထူရမှာနော်ထူရမှာလားထူရမှာလားဆိုဒီချိန်မှာကျွန်တော်ပြေးထားတယ်ဟောဘုံမွေးကနံပုံစံမျိုးနဲ့ပြေးထားတယ်အချိန်ရပါပြီဆိုတော့ဒီပွဲတူချင်းညာကျွန်တော်ဒီ line အခက်ခဲဆောင်ဘုဒ္ဓဘုမမပြတ်နိုင်တော့နားလည်ပြပါနော်အဲကြောင့်ကျွန်တော်ဘုဒ္ဓဘုမမပြတ်နိုင်တဲ့ဒါကိုအကုန်ဒီအောင် line နဲ့ line မတင်ပြလိုက်ပါရေနော်အဲ့ဒါတော့ကျွန်တော်တို့ line မမှာဟိုဟိုအကုန်လုံးကျွန်တော်နဲ့ဆက်ဆက်တဲ့မိတ်ဆွေအားလုံးပေါက်ခဲ့တယ်ခဏ 60ခွန်ပေါ့နော်60ခွန်ပေါက်ခဲ့တဲ့လိုင်းပေါ်မှာရှိတာအကုန်ပေါက်လာအဲ့လိုပေါက်ခဲ့တဲ့လိုင်းတွေကနေပြီးကျွန်တော်ဆွဲထုတ်ထားတာပေါ့နော်အဲ့ဒါလေးကြည့်လိုက်အောင်ခက်တော့တော့လဲမလားဒီမှာကျွန်တော်နှစ်ဥမာ89နောက်တွဲလို့ဖြစ်တာပေါ့နော်လေ့ကြည့်လိုက်ပါ89နောက်တွဲလို့ဖြစ်တယ်ဖြစ်လိုက်တာနဲ့သူကအဲ့ဒီမြက်ထဲမှာခွန်9ဆိုတော့ခွန်9ဆို9ရဲ့နှက်ခတ်6လို့ကြာပါပါနော်6 6ဒီမှာလာကြတာဒီ6နော်အဲ့6ကခွားရှိရဲ့ဇောင်းမှာပြီးတော့6လို့ကြာမှာနော်အဲ့လို6လို့ကြာပြီးတာနဲ့တပြိုင်တည်းသူက ူ့အောင်မှာခွာငားလို့ရိုက်တာခွာငားလို့ရိုက်ပြီးသားနဲ့နောက်တစ်နှစ်မှာနောက်တစ်နှစ်မှာသူကဒီခွာငားပြိဿလေးလို့ကြားလိုက်တာတော့နော်အဲ့အောင်မှာထွက်မကနာကိုနှစ်ခါ6ပိတ်ရဲ့အဆောင်ပေါ့နော်အဲ့ခွန်တစ်လုံးနဲ့စီနေရကနာ9 6ခွန်6ခွန်8ခွန်19ပေါ့အဲ့ကနာ3ခွက်ထားတစ်ခွက်ထွက်အောင်ထွက်မဲ့အချိန်မှာသူဘယ်ကနာထွက်မအောင်လို့သူရှင်းနှစ်ကကနာတစ်ခွက်ထုတ်ပေးတယ်။အစိုးကြီးတင်ခဲ့ရေအစိုးကြီးအကုန်ပေါက်ကြနော်။ เนาะဒီဒီ6ခွန်ရှိကိုထုတ်သွားเนาะပြရပါတယ်အဲ6ခွန်ရှိကိုကျွန်내စီနီယာခွန်ပါတော့စီနီယာကဏ္ဍတခြားကဏ္ဍမို့ဒီကဏ္ဍမထုတ်အောင်အဲ့ဒီကဏ္ဍထုတ်လိုက်တဲ့မှာ6ခွန်6လို့ထွက်လိုက်တယ်မှာသူကဒီမှာတခါရိုက်တာခွာ9လို့ရိုက်တာအဲ့ဒီ9ရဲ့ပါပေါ့သူဒီလိုရင်ွယ်ကျိုးလေးကို30လို့ထည့်လိုက်တဲ့ခါကျတော့သူက6 9နဲ့ဆိုတော့6နောက်ပိတ်အော်တူရပြီးရှစ်ခွန်6နဲ့ခွန်6 6နဲ့ပေါ့နော်ခွန်6 6ကတော့မဖြစ်နိုင်ဘူးနော်အဲ့တော့ရှစ်ခွန်6ဆိုပြီးသူထွက်သွားတယ် အဲ့ဒီနှစ်တည်းမှာဘာထူးဆန်းတော့အဲ့ဒီနှစ်ထဲမှာခွာရှေ့ရပေးမှာဆို6နောက်ပိတ်ဆိုတာမလွဲမသွေလိုက်ထွက်ရတယ်ပေါ့နော်6နောက်ပိတ်ထွက်တယ်အဲ့ပြင်ဟိုသူကခွာရှေ့ဒီမှာကျတော့တခါလေးနဲ့ရိုက်တော့နော်ဒီမှာကျတော့သူက62လို့ခွာရှေ့အဲ့62ကပြောင်းပြန်ပြန်လာ26နောက်တွဲလို့ထွက်ရမှာနောက်တက်နေမှာနော်အဲ့26နောက်တွဲကဂျိန်ထွက်ရမှာပေါ့ဗျာနော်အဲအဂျိန်မပါဘူးဒါပေမဲ့သူကအဲ့ဒီမှာပေါင်းရိုက်သွားတယ်ခွာရှေ့ခွာရှေ့ကျတော့6နောက်ပိတ်လိုက်တာအဲ့ဒီ6နောက်ပိတ်တဲ့ချိန်မှာဒီ62ခွာ26ပါတခါလေးနဲ့တွဲရလိမ့်တာပေါ့နော် အဓိကအဲ့ဒါပြောချင်တာပေါ့နော်ဒါလာကျွန်တော်တို့ဒီမှာ89နောက်တွဲတွဲရှိအောင်လေဒီမှာ89နောက်တွဲပေါ့နော်အဲ့ဒီနှစ်ထက်မှသူက6နောက်ပဲ6နောက်ပဲဆိုလိုက်ရှာတာပေါ့နော်သူကစိုးကြီးကျင်းအောင်မပိတ်သွားအဲ့ဒီ6နောက်ပဲကလည်းသူကခွတ်ရှိရဲ့ဇောင်းမှာပဲ6ကပိတ်ရတာအဲ့ဒီမှာပဲသူက26နောက်တွဲပါတွဲရိုက်တာဒါပေမဲ့သူက26 62အခွားရဲ့ဇောင်းမှာသူကမရိုက်ဘူးမရိုက်ဖ ೇನೆ 26နောက်လို့ရတက်တက်ရိုက်တယ်အဲ့ဒီ26နောက်လို့ဘယ်ရလာလဲကောင်းဆုံး62လို့ခွာထားမှန်းသူကဒီမှာ62လို့ခွာထားနော် 60နှစ်လို့ဒီလိုခွာထားလို့ဒီ60နှစ်က26နောက်တွဲရိုက်တာပေါ့နော်အဲ့ဒီရိုက်လိုက်တဲ့အောက်မှာလေ6ပိတ်ကတော့နောက်ကအော်တိုလိုက်တာပေါ့နော်အဲတနေ့တည်းနှစ်ခါပေါ့နော်အဲ့ဒီလိုလိုက်လိုက်လိုက်တဲ့ဟာကိုကျွန်တော်တို့ခုနပြောလေဟာဒီမှာတခါနဲ့သူကခွာရှိရဲ့ဆောင်မှာ6နောက်ပိတ်6နောက်ပိတ်အခွာ9လို့ရိုက်လိုက်တယ်ရိုက်ပြီးဗရိတ်4လို့ရိုက်တယ်ကို့ပါပါဗရိတ်4လို့ရိုက်လိုက်တာနဲ့သူကခွန်ပါသောစီညာကနန်းနော်ခုနပြောလေငါးလျှောက်ခွန်ဆိုတဲ့ကနန်းသူရှင်းနေမှာရိုက်ကျိုးရိုက်ထားမှာခွန်ချောင်းလားဆိုအဲ့ကနန်းကပဲထွက်အောင်အဲ့ဒီမှာခွာ9ရဲ့ပါဝါ30ဆိုတော့ကျွန်တော်တို့ဒီမှာ 56ရှိသေးတယ်96နဲ့65ကိုနှစ်ကွက်ထည့်ပဲနော်ဒါပေမဲ့ line ပေါ်မှာတင်ပြီးတဲ့ခါကျတဲ့ကျွန်တော်ကလွတ်သွားမှကြောက်တယ်ပတ်လက်တင်ပြီးတာတော့အကုန်နီးနီးပေါက်တာပါနော်ဒါကကျွန်တော်ဒီနေ့မှာမှတ်ရရပါဖြစ်တာဒီမှာ89ရယ်ဗျအဲ့ဒီမှာ तू ကခုနဟာကို6နောက်ဘိတ်ကအစိုးကြီးလာတာဒီမှာ line နဲ့ပြီးခန့်ကြည့်လိုက်ပါလား6နှစ်6ဆိုလာတာအဲ့ဒီ6နှစ်6ကအောင်မှာခွာငါးလို့ तू ရိုက်ပြီးဗရိတ်စလီလို့လဲဝင်ပြီးစီနီယာခွန်ပါသောစီနီယာကဏ68ခွန်ဆိုတဲ့ကဏဘယ်လောက်လဲမနှစ်ကတော့ဒီကဒီနားမှာထွက်ထားရှိတယ် အဲ့ဒီ6ရှစ်ခွန်ကဒီ6ရှစ်ခွန်ကဒီမှာတက်ရိုက်တာတက်ရိုက်တဲ့ချိန်မှာသူကခွာ9ရိုက်ထားတဲ့အတွက်963က6ခါရဲ့ရှင်းနှလုံး၄ရမှာ30လို့ဖြစ်မှာအဲ့တော့6ရှစ်ခွန်နဲ့6ရှစ်ခွန်နှစ်ကွက်ထဲနေနော်အဲ့ဒီမှာကျွန်တော်တို့အောင်ခဲ့တာပါနော်အဲ့ဒီကျွန်တော် line mode mix တွေလည်းအတူတူရခဲ့ကြအဲ့ရပြီကျွန်မသူကအဲ့ဒီလိုပဲသူကဘာလှုပ်ထားဆိုမနစ်ကတော့62ကခွာထားတယ်ဗျဒီမှာ62ကခွာထားတယ်အဲ့62က26နောက်တွဲဆိုတော့အခုချိန်ကြီးလည်းမရိုက်သေးဘူး အဲ့ဒီမှာခွားရှစ်တွေအပေါ်မှာ၄ချိန်ရှိတယ်၄ချိန်ရဲ့ဇောင်းမှာလည်း၆နောက်ပိတ်ကမရိုက်သေးဘူးအဲ့ကြောင့်မလို့ကျွန်တော်ဒီခွားရှစ်ရဲ့ဇောင်းမှာလည်း၆အနည်းဆုံး၂၆ချက်မရရင်တော့၆နောက်ပိတ်ကိုကျွန်တော်ဖမ်းလာတာအဲ့ဒီအောင်မှာပြန်လာအောင်ပါခွာငါးကနော်အဲ့တိအောင်တစ်ခါနဲ့ချပြလိုက်တာ၆နောက်၆ဘာလို့ဆိုတာပြီးတော့ဒီတခြားဆရာတယောက်တင်တာပေါ့နော်အဲ့ဒါသူများဟာဆိုကျွန်တော်မပြောတော့ဘူးဒီဇောင်းကဂဏန်းတစ်ခွက်လိုက်ပြုတ်ကြမကြသေးဘူးခေတ္တနော်နောက်တစ်ခါကျွန်တော် line တလိုင်းအဒီ finance ဆိုမရတော့ဘူးနော် line တလိုင်းဒီ6 2 6ဆိုလည်းကနဒီ6 2 6ဆိုကနဒီ6 2 6ဆိုပြန်လှမ်းပြီးတဲကြရပါနော် ောက်တစ်ပိုင်းမှာဆက်ကြည့်ကြပါရအောင်နော်